ပညာရေးမှာအောင်မြင်မှုရရှိဖို့အတွက်ကျောင်းသားနှင့်ဆရာကြားကဆက်ဆံရေးဟာလည်းအဓိကအခန်းကဏ္ဍတွေထဲကတစ်ခုလို့ပြောရင်ခုလူလူလက်ခံကြလား Hello စုံပိုးပါဒီနေ့ podcast မှာတော့ကျောင်းသားနှင့်ဆရာဆရာမကြားဆက်ဆံရေးပုံမူကောင်းမွန်လာရင်အပြန်အလှန်ဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြပြတော့ပြမှာဖြစ်ပါတယ်ဆရာဆရာမတွေဆိုတာတပည့်တွေကိုအသိပညာကောင်းတွေသင်ကြားပေးရတာမကအသက်ပညာကောင်းတွေကိုပါရရှိခြင်းကြရတူတွေပါ ကောင်းတာဖြစ်စီခြင်းတဲ့သူဆိုတာအလွန်အလွန်ရှားပါပါတယ်။ဒါပေမဲ့ဆက်ဆံရေးတာမကောင်းမှုခဲ့ဘူးဆိုရင်ဆရာအနေနဲ့လည်းတင်ပြရအဆင်မပြေဖြစ်နိုင်တယ်လို့တောင်းတအနေနဲ့လည်းနားမလည်တာတွေကိုမိရတဲ့အခါမှာအခက်အခဲဖြစ်နိုင်ပါတယ်။ဆရာထပ်ပို့တော်တဲ့တပည့်တွေဖြစ်လာဖို့ကလည်းဆရာကပညာစားမချမ်းပဲသင်ကြားပေးမှသာဖြစ်လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဆက်ဆက်ရေးပို့ကောင်းလာအောင်ဘာတွေလုပ်သင့်တယ်ဆိုတာပြောပြမယ်နော်။နံပါတ်1အပြန်အလှန်လေးစားမှုရှိပါ တပတ်သားကိုလေးစားခြင်းဟာဆက်ဆက် ရေးတည်မြဲဖို့အတွက်အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။တပည့်တွေကဆရာကိုရိုသေလေးစားသလိုဆရာကလည်းတပည့်တွေရဲ့အမြင်တွေကိုလေးစားသင့်ပါတယ်။နံပါတ်1အနေနဲ့ခိုင်မာတဲ့ယုံကြည်မှုရရှိအောင်တည်ဆောက်ပါ။ဆရာနဲ့တပည့်ကြားယုံကြည်မှုရရှိမှသာတပတ်လုံးအနေနဲ့သင်ကြားရေးမှာဖြည်းဖြည်းဝဝလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ဆရာပြောစကားကိုတလေးတစားနိုင်နာပြီးလုံးဆောင်ရမယ့်တာဝန်တွေကိုအလေးထားလုပ်ပေးပါ စကားနားမထောင်တာဆရာကပေးတဲ့အလုပ်တွေအင်စာတွေကိုတီချာကယူဆိုင်မလုပ်တာဟာဆရာကိုမလေးစားတာပဲမို့ဆက်ဆက်ရေးကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်၄အနေနဲ့ဆရာတွေဘက်ကလည်းကျပဲတွေရဲ့အထင်မြင်တွေပြောစကားတွေကိုတီချာနားထောင်ပြီးမှန်သည်မှားသည် ကောင်းသည်ဆိုးသည်ကိုအကဲဖြတ်ဆုံးဖြတ်ပေးပါ။ချောင်းသားတွေဖြစ်ချင်တဲ့ဆန္ဒတွေကိုချက်ချင်းမနှင်းဆိုပဲအကောင့်ထဲပေါ်ခွင့်ပေးပါ။ ဒါမှသာအကြောင်းသားတွေအနေနဲ့လည်းဆရာစီမောင်ပိုးပွင့်လင်းလင်းအကြံဉာဏ်တောင်းဆွေးနွေးမေးမြန်းလို့ရတယ်ဆိုတာကိုသဘောပေါက်လာပြီးပုံမရင်းနှီးလာစီမှာဖြစ်ပါတယ်။နံပါတ်5အနေနဲ့တပည့်တွေ အပေါ်မှာစာနာသနာကနွေးနွေးထွေးထွေးဆက်ဆံပေးပါ။တပည့်တွေရဲ့အခက်တခဲတွေကို နားလည်ပေးကညံတာနူးညံ့စွာဆက်ဆံပေးတာဟာကျောင်းသားတွေအနေနဲ့သူတို့ရဲ့ခံစားချက်ကိုဆရာကနားလည်တယ်လို့သိရှိပြီးဆရာအပေါ်ပုံမရှိခင်လာပါပါ။ လီလာမှုတွေရလဲဆရာနဲ့ကြောင်းသားကြဆက်ဆက်ရီကောင်းမွန်လာတဲ့အခါစာမျိုးပွဲရလက်တွေအတန်းလုံးဆောင်မှုတွေဟာလဲပုံမကောင်းမွန်လာကြောင်းတွေးရှိရတာမို့ကိုလူတို့လဲကိုရဲ့ဆရာတွေနဲ့ရောတပည့်တွေနဲ့ပါဆက်ဆက်ရီပိုကောင်းလာအောင်ဒီနေ့ပြပြသွားတဲ့အချက်လေးတွေကိုလိုက်နာကျင့်သုံးဖို့တိုက်သွင်းရပါစေနော် အချိန်ပေးပြီးနားထောင်ခဲ့လို့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်နောက် podcast တွေမှာလဲပြန်တွေ့ကြရအောင်